ကဘာအပေါ်ရင်မျက်နှာပြင်ဟာလူအများယူဆထားသလိုတစက်တစက်တည်းရှိနေတာမဟုတ်ပဲရေထဲမှာဝါးဖောင်တွေမျောနေသလိုမျိုးချော်ရည်ပူတွေပေါ်မှာဘောလုံးမျောနေတဲ့အလွန်ကြီးမားတဲ့မြေလွာချက်တွေနဲ့ဖွဲ့စည်းထားပါတယ်။ကဘာအကြီးကမြေလွာချက်ကြီး9ချက်ရှိပြီးမြေလွာချက်အသေးလေးတွေ10နှစ်ချီရှိကြပါတယ်။အဲ့ဒီမြေလွာချက်ကြီးတွေအပေါ်မှာကဘာတိုက်ကြီးတွေသမုတ်တရားတွေတည်ရှိနေကြပါတယ်။မြေလွာချက်တွေအချင်းချင်းတွန်းထိုးတိုက်မိတဲ့အတွက်မြေငလင်တွေဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။ ကဘာပေါ်မှာတရက်တရက်ကိုလှုပ်ခတ်နေတဲ့မြင်းကလင်းပေါင်းဟာယာနဲ့ချီပါတယ်။အဲ့ဒီထဲကအများစုဟာအင်အားပမာဏနည်းတဲ့အတွက်လူအများစုတတိထားမိလောက်အောင်မပြင်းထန်ကြပါဘူး။လူအများစုဟာအင်အားပမာဏသုံးထက်ကျော်တဲ့နလင်များကိုသာတတိထားမိနိုင်ပါတယ်။ကဘာပေါ်မှာအင်အားပမာဏခုနှစ်ထက်ကျော်တဲ့နလင်တွေဟာတစ်လကိုတစ်ကြိမ်လောက်ဖြစ်နိုင်ပြီးရှစ်ကျော်တဲ့နလင်တွေကတစ်နှစ်ကိုတစ်ကြိမ်လောက်ဖြစ်တတ်ပါတယ်။ နလီရဲ့အင်အားပမာဏကိုတိုင်းနာတဲ့စကေးဟာလော်ဂရစ်တန်စကေးကိုအခြေခံထားတာဖြစ်တဲ့အတွက်အမှတ်တစ်ခုနဲ့တစ်ခုဟာစွိုင်းရင်ပမာဏ32ဆကွာပါတယ်။ဥပမာအားဖြင့်အင်အားပမာဏ၄ရှိတဲ့ငလင်ဟာ၃ရှိတဲ့ငလင်ထက်ထုံလွတ်တဲ့စွိုင်းရင်ပမာဏ32ဆပိုများပါတယ်။အမှတ်နှစ်မှတ်กว่าရင်အစတထောင်ပိုပြီးစွားအားကြီးသွားမှာဖြစ်ပါတယ်။အင်အားပမာဏ၅ရှိတဲ့ငလင်ဟာ၃ရှိတဲ့ငလင်ထက်အစတထောင်စွိုင်းရင်ပိုကြီးပါတယ်။ ဒီနေ့အထိကဘာပေါ်မှာလှုပ်ခတ်ခဲ့သမျှငလင်တွေထဲမှာအားပြင်းဆုံးက1960ခုနှစ်မေလ22ရက်နေ့ကချီလီနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ငလင်ဖြစ်ပြီးပြင်းအားပမာဏ6.5ရှိပါတယ်လှုပ်ခတ်ချိန်10မိနစ်ကြာမြင့်ခဲ့ပြီးငလင်ကြောင့်လူ1600ကျော်သေဆုံးခဲ့ပါတယ်လူနေကျဲပါတဲ့ဒေသကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့အတွက်လူအသေးပြောင်းနေပါခဲ့တာဖြစ်ပါတယ် ဒီငလင်ကြောင့်ဖြစ်ပေါ်လာတဲ့ဆူနာမီလိုင်းတွေဟာပစိဖိတ်သမုဒ္ဒရာတစ်ဖက်ကမ်းကဖိလစ်ပိုင်နဲ့ဂျပန်နိုင်ငံတို့အထိရောက်ရှိခဲ့ပြီးဂျပန်နိုင်ငံကလူ140ဟာဝိုင်ရီက62ဦးဖိလစ်ပိုင်က32ဦးဟာဆူနာမီကြောင့်သေဆုံးခဲ့ရပါတယ်။ကမ္ဘာပေါ်မှာလှုပ်ခတ်သမျှငလင်အလုံးရဲ့90ရာခိုင်နှုန်းဟာ ပစိဖိတ်မီးကွင်းကြီးလို့ခေါ်တဲ့ပစိဖိတ်သမုဒ္ဒရာရဲ့အနာသက်မြင့်တလျှောက်မှာလှုပ်ခတ်တာဖြစ်ပါတယ်။ အလွန်ကြီးမားတဲ့ငလင်တွေဟာကမ္ဘာလည်ပတ်နှုန်းအပေါ်မှာတောင်တက်ရောက်မှုရှိပြီး2004ခုနှစ်ဒီဇင်ဘာလ26ရက်အင်ဒိုနီးရှားနိုင်ငံစုမတရားကမ်းလွန်မှာလှုပ်ခတ်ခဲ့တဲ့ပမာဏ9ဒသမ1ရှိတဲ့ငလင်ကြောင့်အဲ့ဒီနေ့ကကမ္ဘာတနေတာဟာ6ဒသမ8မိုက်ခရိုစက္ကန့်တိုးသွားခဲ့တယ်လို့ဆိုပါရယ်။အားပြောတဲ့ငလင်တွေဟာလှုပ်ခတ်ချိန်တိုးပြီးအားကြီးတဲ့ငလင်တွေဟာလှုပ်ခတ်ချိန်ကြာမြင့်လေးရှိပါရယ်။ အလွန်အားပြင်းတဲ့ငလျင်တွေဟာလှုပ်ခတ်ချိန်မိနစ်နဲ့ချီပြီးကြာတက်ပါတယ်။ငလျင်ကြီးလှုပ်ခတ်ပြီးသွားရင်လည်းငလျင်ငယ်လေးတွေရက်သက်တစ်ပတ်ပေါင်းများစွာတစ်ခါတလေလနဲ့ကြာပြီးဆက်လှုပ်တက်ပါတယ်။မြေမျက်နှာပြင်အောင်10မိုင်ထက်နည်းတဲ့နေရာကိုဗဟုပြုတဲ့ဇောက်တိန်ငလျင်တွေဟာအဖြက်ဆွန်အားပိုကြီးပါတယ်။ပင်လယ်ထဲမှာဗဟုပြုပြီးအင်အားပမာဏခုနှစ်ကျော်တဲ့ငလျင်တွေဟာဆူနာမီရေလိုင်းတွေကို ဖြစ်ပေါ်စေတတ်ပါတယ်။ ကမ္ဘာသမိုင်းတစ်လျှောက်လုံးမှာလူအသေးပြောက်အများဆုံးငလင်ကတော့1553ခုနှစ်ကတရုတ်နိုင်ငံရှန်စီပြည်နယ်မှာလှုပ်ခတ်ခဲ့တဲ့ငလင်ဖြစ်ပြီးလူရှစ်သိန်းကျော်အသက်ဆုံးရှုံးခဲ့ပါတယ်။အဲ့ဒီဒေသမှာနေထိုင်ကြသူတွေအများစုဟာတောင်ဆောင်မြေသားနေရန်တွေကိုထွင်းပြီးအိမ်လုံးနေထိုင်ကြသူတွေဖြစ်ပါတယ်။ငလင်တန်းကြောင့်အဲ့ဒီလိုင်းကိုအိမ်တွေအကုန်လုံးလိုလိုပြိုကျပျက်စီးကုန်တဲ့အတွက်အသေးပြောက်များခဲ့တာဖြစ်ပါတယ်။ 20ရာစုမှာအသေးအပြောက်အများဆုံးငလင်ကလည်းတရုတ်နိုင်ငံမှာပဲလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်1986ခုနှစ်ကတရုတ်နိုင်ငံအရှေ့မြောက်ပိုင်းတန်ရှန်ဒေသမှာလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်လူ6သိန်းခွဲအသက်ဆုံးရှုံးခဲ့ရပါတယ်2004ခုနှစ်ကအင်ဒိုနီးရှားနိုင်ငံစုမတ်တရာကမ်းလွန်မှာလှုပ်ခတ်ခဲ့တဲ့ငလင်ဟာ20ရာစုမှာအသေးအပြောက်အများဆုံးငလင်ဖြစ်ခဲ့ပြီးငလင်နဲ့နောက်ဆက်တွဲဆူနာမီလိုင်းဒဏ်ကြောင့် အရှိတောင်အာရှတဝမ်းမှာတည်ဆုံးသူ23000ကျော်ရှိခဲ့ပါတယ်။ညီငလင်ဟာတဘာဝအလျောက်ဖြစ်တာဆိုပေမဲ့တခါတရံမှာလူတွေရဲ့ပျောကားကြောင့်ဖြစ်တဲ့ငလင်တွေလည်းရှိပါတယ်။ရေနံအလွန်အကျွံတူးဖော်တာတွေပြည့်ရွေကြောင်းပေါ်မှာဆဲကြီးတွေစောက်ထားတာတွေနဲ့မြေအောက်နျူကလ িয়ার ပုံစံတက်ဖောက်ခွဲတာတွေကလည်းတခါတလေမှာညီငလင်လှုပ်ဖို့အကြောင်းဖန်တီးတတ်ပါတယ်။ ငလီရဲ့အင်အားပမာဏကိုတိုင်းနာတဲ့စကေးမှာအမှတ်30ဟာအမြင့်ဆုံးဖြစ်ပါတယ်။ဒီနေ့အထိမှတ်တမ်းတင်ထားသမျှတဲမှာအကြီးဆုံးလုတ်ခတ်ခဲ့တဲ့ငလင်ဟာအင်အားပမာဏ6.5ရှိပါတယ်။ဒါဆိုရင်အင်အားပမာဏ30ရှိတဲ့ငလင်ဖြစ်နိုင်သလားလို့မေးစရာရှိပါတယ်။အင်အားပမာဏ30ရှိတဲ့ငလင်ဟာခုနှစ်ရှိတဲ့ငလင်ထက်အဆ3000ဆွမ်းအပိုကြီးမှဖြစ်ပြီး ဟီရိုရှိမားကိုကျဲချခဲ့တဲ့အနုမြူဘုံပေါင်း၄.၈တန်းရဲ့စွမ်းအင်နဲ့ညီမျှပါတယ်။အင်အားပမာဏ၁၀ရှိတဲ့ငလင်ဟာသီအိုရီအရဖြစ်နိုင်ပေမဲ့အပြင်မှာကြုံတွေ့ရဖို့အလွန်ခဲယဉ်ပါတယ်။ငလင်ရဲ့အင်အားပမာဏဟာပြည့်ရွေကြောင်းရဲ့အလျားနဲ့ဆက်ဆက်နေပြီးအလွန်ကြီးမားတဲ့ငလင်တွေဖြစ်ပေါ်ဖို့ရှည်လျားတဲ့ပြည့်ရွေကြောင်းလိုအပ်ပါတယ်။ လက်ရှိကဘာပေါ်ကပြည့်ရွေကြောင်းတွေဟာပမာဏ30အဆင့်ရှိတဲ့နလီလှုပ်ခတ်နိုင်လောက်အောင် လုံလောက်တဲ့အရှိမရှိဘူးလို့ဆိုပါရယ်။တနည်းအားဖြင့်တော့ပြင်းအားပမာဏ30ဟာကဘာပေါ်ကတက်တိုးနစ်ပလိတ်လို့ခေါ်တဲ့မြေလွာချက်ကြီးတွေရဲ့စွမ်းဆောင်နိုင်စွမ်းထက်ကျော်လွန်နေပါရယ်။ဒါကြောင့်ပမာဏ30ရှိတဲ့နလီလှုပ်ဖို့ဖြစ်တန်စွမ်းမရှိဘူးလို့ဆိုရမှာဖြစ်ပါရယ်။လွန်ခဲ့တဲ့နှစ်တန်းတရာလောက်ကယခုအိန္ဒိယနိုင်ငံတည်ရှိတဲ့မြေလွာချက်ကြီးဟာ အီကွေတာမြေရဲ့တောင်ဖက်မှာတည်ရှိပါတယ်။အဲ့ဒီမြေလွှာချက်ကြီးဟာမြောက်ဖက်ကိုတဖြည်းဖြည်းရွှေ့လာခဲ့ရာကလွန်ခဲ့တဲ့နှစ်တန်း40လောက်မှာအာရှဥရောပတိုက်တည်ရှိရာယူရေးရှားမြေလွှာချက်ကြီးကိုဝင်တိုက်မိပါတယ်။အိန္ဒိယမြေလွှာချက်နဲ့ယူရေးရှားမြေလွှာချက်တို့တိုက်မိရာကဟိမောနာတောင်နှမ်းနဲ့တိဘက်ကုန်းပြင်မြင့်တို့ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။အခုအချိန်ထိအိန္ဒိယမြေလွှာချက်ဟာယူရေးရှားမြေလွှာချက်ထဲဆက်လက်တိုးဝင်နေသေးဖြစ်ပါတယ်။ မြန်မာနိုင်ငံအလဲခေါင်ကို အလျားလိုက်ဖြတ်သွားတဲ့သကိုင်းပြည့်ရွေဟာအိန္ဒိယမြေလွာချက်နဲ့ယူရေးရှားမြေလွာချက်တို့တိုက်မိရာက ဖြစ်ပေါ်လာခဲ့တာဖြစ်ပြီးအိန္ဒိယမြေလွာချက်ရဲ့အဆက်မပြတ်တိုးဝင်နေမှုဟာသကိုင်းပြည့်ရွေမှာငလင်တွေ ဖြစ်ပေါ်စေတဲ့အကြောင်းရင်းဖြစ်ပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကမြန်မာနိုင်ငံသကိုင်းမြို့အနီးကိုဗဟိုပြုပြီးအင်အားပမာဏ9.8ရှိတဲ့ငလင်ကြီးလှုပ်ခတ်ခဲ့ရာမှာလူပေါင်း၄000ကျော်အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒါဟာမြန်မာနိုင်ငံမှာနှစ်ပေါင်း100အတွင်းအပြင်းထန်ဆုံးငလျင်ဖြစ်သလိုမြန်မာတမိုင်းတလျှောက်မှာ အသေးအပြောက်အများဆုံးနဲ့ပျက်စီးဆုံးရှုံးမှုအများဆုံးငလျင်ဖြစ်ပါတယ်။အခုအခါမှာငလျင်ရဲ့သဘောတဘာဝငလျင်လှုပ်ရတဲ့အကြောင်းရင်းနဲ့ငလျင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပညာရှင်တွေကအတော်အတန်လေ့လာသိရှိပြီးဖြစ်ပါတယ်။ဒါပေမဲ့ငလျင်ဘယ်နေရာမှာလှုပ်မလဲ၊ဘယ်အချိန်မှာလှုပ်မလဲ၊ပြင်းအားဘယ်လောက်နဲ့လှုပ်မလဲဆိုတာကို ဒီနေ့အထိကမ္ဘာပေါ်ကအတော်ဆုံးသိပ္ပံပညာရှင်တွေအပါအဝင်ဘယ်သူမှကြိုတင်ခံမှန်းနိုင်ခြင်းမရှိသေးပါဘူးမြန်မာနိုင်ငံရဲ့အကြီးအကဲမြို့ကြီးတွေဖြစ်တဲ့ရန်ကုန်ပဲခူးတောင်ငူနေပြည်တော်မန္တလေးစကိုင်းစတဲ့မြို့ကြီးတွေဟာစကိုင်းပြည့်ရွေပေါ်မှာဒါမှမဟုတ်ပြည့်ရွေအနီးမှာရှိနေကြတဲ့အတွက် ရင်းထန်တဲ့ငလင်ဘေးရနေရဲ့အချိန်မရွေးကြုံတွေ့ရနိုင်ပါတယ်ငလင်ဟာမြို့ကြီးတစ်မြို့ကိုစက္ကန့်ပိုင်းမိနစ်ပိုင်းအတွင်းမှာဖြည့်ဆည်းနိုင်စွမ်းရှိတဲ့အလွန်ကြောက်စရာကောင်းတဲ့သဘာဝဘေးရနေရဲ့တစ်ခုဖြစ်ပါတယ်ငလင်ကြောင့်လူအပ်ပေါင်းများစွာဆုံးရှုံးနိုင်သလိုတိုင်းပြည်ရဲ့ GDP ကိုလည်းဆိုးဝါးစွာထိခိုက်စေပါတယ်ငလင်ကို တားဆီးလို့မရပါဘူး ဒါပေမဲ့ငလင်ကပေးမဲ့ဘေးဒုက္ခတွေကိုလျှော့ချလို့ရပါတယ်။ဂျပန်နိုင်ငံတိုင်ဝမ်နိုင်ငံတို့ဟာငလင်နဲ့အစင်နှစ်ပန်းလုံးနေရတဲ့နိုင်ငံတွေဖြစ်ပေမဲ့ကြိုတင်ပြင်ဆင်မှုကောင်းကောင်းလုပ်ထားကြတဲ့အတွက်ပြင်းထန်တဲ့ငလင်နဲ့ကြုံတွေ့ရရင်တော့အသေးပြောက်အပြက်အစီးနေပါပါတယ်။ ကျမတို့နိုင်ငံမှာလည်းလက်တလောဖြစ်ပွားခဲ့တဲ့နလင်ဘေးကနေတင်ငန်းစာယူပြီးနောင်ခါမလွဲမသွေကြုံတွေ့ရဦးမဲ့နလင်ကဘေးမဲ့ဘေးဒုက္ခတွေကိုရှင်းချနိုင်ဖို့လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုတွေကိုအတိတ်တတိရှိစွာနဲ့နီးလန်းတကြလှုပ်ဆောင်ဖို့အရေးတကြီးလိုအပ်နေပြီဖြစ်ပါတယ်။